ရဂူလာစီတင်ရရမှတ်တွေကအရန်ရေးကြည့်နေရအမတ်ဆန်စီတင်တွေ့ရစနစ်တဲ့ကြောင့် ကျွန်တော်အမတ်ဆာစီနယ်တူရဂူလာစီနယ်ပြီးရဲ့အခါမှာအဆင့်1အဆင့်2အဆင့်3အဆင့်4ရရဲ့၄တင်းရတော့ကျွန်တော် play state ကိုတက်ရောက်သွားပြီဆိုတာတေချာသွားပြီပဲဖြစ်ပါတယ်ကျွန်တော်အောက်ဆုံးအသင်း2တင်းရတော့ကျွန်တော်အမတ်ဆာစီနယ်တူကနေပြီးတော့ထွက်ခွာသွားရမှာပဲဖြစ်ပါတယ်နောက်ပြီးကျွန်တော်အဆင့်5ရခဲ့တဲ့အတင်းရကျွန်တော်အဆင့်6အဆင့်5အဆင့်8ရတဲ့3တင်းတွေကတိုင်နေတဲ့ရတင်းတယ်ကျွန်တော်လက်ချက်တူ play လို့ခေါ်တယ်နောက်တစ်တင်းကို ထပ်မံဆော့ရမှာပဲဖြစ်ပါတယ်။အာထိုနီတူသွားပဲကြန့်ရှိနေတဲ့နှစ်သင်းကလည်းနောက်တစ်သင်းကိုထပ်မံဆော့ရမှာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်နိုဝင်ဘာလ၁ရက်နေ့မှာဆိုရင်တော့ Play Street D Number 1ကိုရှင်ပြိုင်ဆော့ရမှာဖြစ်ပြီးတော့ကျွန်တော် Regular Season မှာအဆင့်၃နဲ့အဆင့်၄ရတဲ့နှစ်သင်းကကျွန်တော်လက်ချက်တူ Play ရတက်လာတဲ့နှစ်သင်းနဲ့ဆော့ရမှာပဲဖြစ်ပါတယ်။ကဲနိုဝင်ဘာလ၂ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် Play Street D Number 2ကိုရှင်ပြိုင်ဆော့ကြမှာဖြစ်ပြီးတော့ Regular Season မှာအဆင့်၁ရခဲ့တဲ့အသင်းကကျွန်တော် Play Street D Number 1မှာနိုင်ခဲ့တဲ့တက် င်းနဲ့တွေ့ပြီးတော့အစစ်နှစ်ရခဲ့တဲ့အသင်းကလည်း PlayStation ဒီနှစ်ပတ်ဝမ်းမှာနိုင်ခဲ့တယ်။နောက်တစ်သင်းနဲ့တွေ့ရမှာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ PlayStation ဒီနှစ်ပတ်2ကပီးမှာတော့နိုင်သွားတဲ့နှစ်သင်းကတော့ကျွန်တော် Upper Bracket Final ကိုဒါလည်းတက်ရောက်သွားမှာဖြစ်ပြီးတော့ရှုံးသွားတဲ့နှစ်သင်းကတော့ Lower Bracket Semi Final ကိုဆုံးရမှာပဲဖြစ်ပါတယ်ဗျာ။ ကဲဒါကြောင့်မလို့ MSN ချီတဲ့တူရဲ့ regular season ရမှတ်တရအရန်ရဲ့ကြီးနေရဖြစ်ပြီးတော့ဒီ regular season ပြီးတဲ့အခါမှာကျွန်တော်တော်ဝမ်းနဲ့တူနဲ့ရတဲ့နှစ်သင်းကတော့ကျွန်တော်တို့ play state day number 2ကိုဓာတ်လိုက်တက်ရောက်သွားမယ်နောက်တစ်ခုကတော်ဖိုးဆိုတာတည်ကြသွားပြီပဲဖြစ်ပါတယ်အဲဒီကျွန်တော်အဆင့်5အဆင့်6အဆင့်7အဆင့်8ရတဲ့၄သင်းကတော့ကျွန်တော်တို့ဒီတတော်လေးတော့ကြိုးစားရမယ်ပေါ့နော်ဒီလက်ချက်2 play ဆိုတဲ့နောက်တစ်သင်းကိုလည်းထပ်ဆောင်အောင်မယ်အဲ့ဒီမှာနိုင်မသားလေး play state day number 1ကိုတက်မယ် play state day number 1မှာနိုင်မသား play rate ဒီနံပါတ်2ကိုနောက်ထပ်သင်ထပ်ပြီးရဆော့ရမှာဖြစ်ပါတယ်။ကဲကျွန်တော်တို့ e-sport အကြောင်းကိုပြန်လည်တင်ဆက်ပေးနေရဲ့အပွေပဲဖြစ်ပါတယ်ဗျ။အာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြကြဖို့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုနဲ့တူပဲပြန်လာခဲ့ပါမယ်ဗျ။ See you guys